မင်္ဂလာပါရှင်။လေဗယုတ်တန်ရဲ့နိုဝင်ဘာလ12ရက်နေ့မနက်ခင်းသတင်းထိုင်ထလူမှုစီစဉ်စတင်မှာတော့မေဒီကနေ့မှာတင်ဆက်မဲ့သတင်းတွေကတော့ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာတန်30ထက်မှန်ရောက်ရှာမည်ဆိုတဲ့သတင်း။ကိုရီးယားနိုင်ငံကနိုင်ငံသားလုပ်သမားများကိုနမည်တက်မခေါ်ပဲဟေးမင်းလို့ခေါ်ဝေါ်ခြင်းမှာရိုင်းနဲ့ပြုမှုဖြစ်ပြီးအစ်တရောက်ရှိလာတဲ့မြန်မာလူသမားများအားနမည်ကပြတက်ဆင်ပေးရတဲ့သတင်း။ တန်ကိုရီးယားအစိုးရရှိနေများကတမရဟောင်ရွန်းစော့ယိုကိုဆွဲချက်အစ်စ်များဖြင့်ဆွဆွဲပစ်တင်နေတဲ့တွင်ကမ်မောနီးယားနဲ့ပူးတွဲချုပ်ဆိုထားတဲ့ငင်းငယ်သဘောတူညီချက်ကိုထိုင်းဘက်ကဆိုင်းငံ့နေတဲ့တွင်ချက်ကားကို အခုရာသီရဲ့အကောင်းဆုံးခွေယူမှုလို့ရိုနီသုံးသက်တဲ့တွင်အဆရှိတဲ့တွင်များကိုတင်ဆက်မှာပါဦးဆောင်တဲ့တဲ့ပုံအနေနဲ့ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာတန်း30ထပ်မံရောင်းချမယ်ဆိုတဲ့တဲ့တွင်ကိုတင်ဆက်ပါမယ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာစက်သုံးစီလုပ်ငန်းရှင်များအတွက် American Dollar တန်း30ထပ်မံရောင်းချမှာဖြစ်ကြောင်းနိုဝင်ဘာလ10ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်အော်တိုဘာလ21ရက်ကလေဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာစက်သုံးစီလုပ်ငန်းရှင်များအတွက် American Dollar တန်း30ရောင်းချမှာဖြစ်ကြောင်းထုတ်ပြန်ထားပါသည် အော်တိုဘလဆလီယနေ့ကဗဟိုဘဏ်ကနိုင်ငံချောင်းဝေကြီးစည်းကွက်မှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ28တန်းထပ်မံရောင်းချခဲ့ပါတယ်။အော်တိုဘလရှယ်ကလည်းဗဟိုဘဏ်ကနိုင်ငံချောင်းဝေကြီးစည်းကွက်မှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာတန်း30ထပ်မံရောင်းချမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အော်တိုဘလနှစ်ရက်ကလေဗဟိုဘဏ်ကနိုင်ငံချောင်းငွေကြေးစည်းကွက်မှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ25တန်းရောင်းချမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါသည်။စက်တင်ဘာလ3ရက်ကလေဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစည်းကွက်မှာ73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်30ရောင်းချမှာဖြစ်ကြောင်းထုတ်ပြန်ထားပါသည်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဩဂုတ်လ5ရက်ကဒေါ်လာတန်30ဩဂုတ်လ13ရက်ကဒေါ်လာ32တန်ဩဂုတ်လ20ရက်နေ့က32တန်ဩဂုတ်လ26နေ့မှာဒေါ်လာ32တန်းဖြင့်ဩဂုတ်လအတွင်းဒေါ်လာ126တန်းထုတ်ရောင်းခဲ့ပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ကိုရီးယားနိုင်ငံကနိုင်ငံသားသားအလုပ်သမားများကိုနာမည်တက်မခေါ်ပဲဟေးမင်းလို့ခေါ်ဝေါ်ခြင်းကရိုင်းနယ်ပြုမှုဖြစ်ပြီးအသည့်ရောက်ရှိလာတဲ့မြန်မာလူသမားများအားနာမည်ကပ်ပြားတက်ဆင်ပေးတဲ့တဲ့င်းကိုတင်ဆက်ပါမယ်။ကိုရီးယားနိုင်ငံကနိုင်ငံသားသားအလုပ်သမားများကိုနာမည်တက်မခေါ်ပဲဟေးမင်းလို့ခေါ်ဝေါ်ခြင်းမှာရိုင်းနယ်ပြုမှုဖြစ်ပြီးအသည့်ရောက်ရှိလာတဲ့မြန်မာလူသမားများအားနာမည်ကပ်ပြားတက်ဆင်ပေးကြောင်းကိုရီးယားနိုင်ငံဆိုင်ရာမြန်မာတန်ရုံးကထုတ်ပြန်ပါတယ်။ဆက်လက်ပြီး တန်ကိုရီးယားဆွေရရှိနေများကတမရဟောင်ရုံးစော့ယူကိုဆွဲချက်တင်များဖြင့်ဆွဆွဲပြည်နေတဲ့တဲ့င်းကိုတင်ဆက်ပါမယ်။တန်ကိုရီးယားဆွေရရှိနေများကနိုဝင်ဘာလ10ရက်နေ့မှာတမရဟောင်ရုံးစော့ယူကိုဆွဲချက်တင်များဖြင့်ဆွဆွဲပြည်တင်ခဲ့ကြောင်း AFP သတင်းမှာဖော်ပြခဲ့ပါတယ်။ ထုတ်ပြန်ချက်အရရခိုင်ကကိုရီးယားသမ္မတနိုင်ငံရှိနိုင်ငံသားလူထုများအားနာမည်တက်မခေါ်ပေဟေးမင်းစတဲ့ခေါ်ဝေါ်ခြင်းမှာရိုင်းတဲ့အပြုမှုအသွင်ရောက်တာကြောင့် အော်တိုဘားလ28ရက်နေ့ကနေစပြီးအသည့်ရောက်ရှိလာတဲ့မြန်မာလူထုများအားအင်ချောပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆက်ရောက်ချိန်မှာနာမည်ကပြများတက်ဆင်စီမှာဖြစ်ကြောင်းသိရပါသည်2024ခုနှစ်အော်တိုဘားလ28ရက်ကကုံထုတ်လုတ်သားတဲ့152ဦးမက်လ29ရက်နေ့ကစိုက်မွေ ဆောက်လုပ်ရေးနဲ့ကုန်ထုတ်လုပ်သားတွေစုစုပေါင်း142ဦးမလ20ရက်ကကုန်ထုတ်လုပ်သားတွေ142ဦးမလ6ရက်ကကုန်ထုတ်လုပ်သားတွေ142ဦးတော်ရောက်ခဲ့ပြီးအင်ချုံ၄စိတ်တို့ရောက်ရှိခဲ့ကြောင်းသိရပါတယ် အလားတူ2024ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့ကကုံထုံးလူသားတင်169ဦးနဲ့ဖေဖော်ဝါရီလ14ရက်ကကုံထုံးလူသားတင်152ဦးဇန်နဝါရီလ31ရက်ကကိုရီးယားသမ္မတနိုင်ငံသို့အစိုးရပြည်ပလောက်ကိုင်းအေဂျင်စီ POEA မှတဆင့် EBS စနစ်ဖြင့်ဆေးလွတ်တဲ့ကုံထုံးလူသားတင်152ဦးနဲ့စတန်ဝါရီ10ရက်ကကုံထုံးလူသားတင်152ဦးတို့ဟာအင်ဆုံးလေးစိတ်တို့ရောက်ရှိခဲ့ကြောင်းသိရပါသည်။ 2023ခုနှစ်အတွင်းကလည်းကိုရီးယားနိုင်ငံသို့ EPS နည်းနဲ့တော်ရောက်လုကိုင်းနဲ့မြန်မာလူသမား6246ဦးရှိကြောင်းသိရပါဗျ။ဆက်လက်ပြီးကမ္ဘောဒီးယားနဲ့ပူးတွဲချုပ်ဆိုထားတဲ့ရင်းရင်းသဘောတူညီချက်ကိုထိုင်းဘက်ကစိုင်းငင်းတဲ့သတင်းကိုတင်ဆက်ပါမယ်။နေဆက်မှာမြို့မြိုင်းပိုင်းပေါက်ကွဲကထိုင်းစစ်သား၂ဦးတရားရခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားနဲ့ရင်းရင်းသဘောတူညီချက်ကိုစိုင်းငင်းကြောင်းထိုင်းဘက်ကနိုဝင်ဘာလ10ရက်နေ့မှာကြေညာလိုက်ပါတယ်။ ယွန်းဟာစစ်အုပ်ချုပ်ရေးအမိန့်ကြေညာရင်၎င်းရဲ့အာထုတ်ကြိုးပမ်းမှုကိုပုံမိုခိုင်မာစေရန်အတွက်မြောက်ကိုရီးယားနိုင်ငံပေါ်သို့ဒရုန်းများဆေလွတ်ပြန့်တမ်းရန်အမိန့်ပေးခဲ့တယ်လို့အစိုးရရှိနေများကဆွဆွဲခဲ့ပြီးယွန်းအားရန်သူအားထောက်ပံ့ပေးမှုဆွဲချက်များနဲ့ထပ်မံဆွဆွဲပြစ်တင်ခဲ့ခြင်းဖြစ်ပါသည်။ တန်ကိုရီးယားရဲ့ဒရုန်းများဟာဝါရားဖြန့်လက်ကမ်းစားဆောင်များကျေးချရန်အတွက်ပြုံရဲမျိုးတော်တို့ပြန်တန်းခဲ့တဲ့တပ်သေးထောက်ထားရှိကြောင်းမြောက်ကိုရီးယားကပြီးခဲ့တဲ့နှစ်မှာအတည်ပြုခဲ့ပေမဲ့လေတန်ကိုရီးယားစစ်တပ်ကအဲ့ဒီအကြောင်းအရာကိုအတည်မပြုခဲ့ပါဘူးတန်ကိုရီးယားဆိုရရှိနေများကယွန်းဟာဆေးအုပ်ချုပ်ရေးမိတ်ကျင်းညာရန်အတွက်မြောက်ကိုရီးယားအားရန်စပြီးမြောက်ကိုရီးယားရဲ့တုတ်ပြဲမှုကိုတုံ့ချရန်ဒရုန်းများဆစ်လုခဲ့ခြင်းဟုတ်မဟုတ်ကိုအခုနှစ်အတွင်းအထူးစုံစမ်းစစ်ဆေးမှုတစ်ခုစတင်ပြုလုပ်ခဲ့ပါသည် အထူးရှိနေများဖွဲ့ဟာသမရဟောင်းအားအာနာလွေတုံးမှုရန်သူအားအကျိုးရှိစေရန်လှုံ့ဆော်မှုဆွဲချက်များနေတရားဆွဲဆိုခဲ့ကြောင်းအစိုးရရှိနေတူဖြစ်တဲ့ပတ်ဂျီယောင်ကနိုဝင်ဘာလ၁၀ရက်နေ့မှာသတင်းတောက်များကိုပြောကြားခဲ့ပါသည်။ ယွန်းနေအခြားသူများဟာစစ်အုပ်ချုပ်ရေးအမိန့်ကြေညာခွင့်ရရှိစေရန်အခြေအနေများကိုဖန်တီးရန်ပူးပေါင်းကြံစီခဲ့ကြောင်းအဲ့လိုလှုပ်ဆောင်ခြင်းဖြင့်ကိုရီးယားနိုင်ငံသားလက်နက်ကိုင်ထိတ်တိုက်တွေးမှုအန္တရာယ်ကိုမြင့်တက်စေခဲ့ပြီးအမျိုးသားလုံခြုံရေးကိုထိခိုက်စေခဲ့ကြောင်းပတ်ကပြောကြားခဲ့ပါသည် ပြီးခဲ့တဲ့နှစ်အော်တိုဘာလကရွှွင့်ရဲ့တက်ပြန်ထောက်လန်းရေးတက်မှုတအုပ်ရေးသားခဲ့တဲ့မှတ်စုတစ်ခုမှာလက်ခံနိုင်တော့တဲ့တက်သေးထောက်ထားတစ်ခုကိုတွေ့ရှိခဲ့ပြီးအဲ့ဒီမှတ်စုတွေမှာအခွင့်အရေးကိုအမိအရာတုံးချရင်ဒါမှမဟုတ်မတည်ငြိမ်တဲ့အခြေအနေတစ်ခုကိုဖန်တီးရန်ဆိုတဲ့စာသားများရေးသားထားတယ်လို့ဆိုပါတယ်ဆက်လက်ပြီးကမ္ဘောနီးယားနဲ့ပူတွဲချုပ်ဆိုထားတဲ့ငြိမ်းချမ်းသဘောတူညီချက်ကိုထိုင်းဘက်ကဆိုင်းငင်းတဲ့သတင်းကိုတင်ဆက်ပါမယ် နေဆက်မှာမြေမြိုမိုင်းပောက်ကွဲကထိုင်းစစ်သားနှစ်ဦးဒဏ်ရာရခဲ့ပြီးရဲ့နောက်ကမ်ဘောဒီးယားနဲ့ငင်းငိမ့်သဘောတူညီချက်ကိုဆိုင်းငံ့ကြောင်းထိုင်းဘက်ကနိုဝင်ဘာလ10ရက်နေ့မှာကြေညာလိုက်ပါတယ်တဘောတူညီချက်တွင်ထိုင်းဘက်ကဖမ်းဆီးခံထားရတဲ့ကမ်ဘောဒီးယားစစ်သား18ဦးကိုပြန်လည်ပြရန်ချက်ပါဝင်ပါသည်။တရိစာရှင်းလင်းပွဲမှာထိုင်းဝန်ကြီးချုပ်အနူဒင်းချန်ဝီရာကူကလုံခြုံရေးအနေနဲ့ရော့သွားပြီလို့ထင်ခဲ့တာတကယ်ကမရော့သေးဘူးလို့ပြောသွားပါသည်။ကမ်ဘောဒီးယားနိုင်ငံသားရေးဝန်ကြီးဌာနဘက်ကလည်းထိုင်းရဲ့ဆုံးဖြတ်ချက်ကိုစိုးရိမ်မိကြောင်း တဘောတညီချက်ကိုအကောင့်ထည့်ဖို့ရန်၎င်းတို့ကဂရိတိုင်းဆက်ရှိနေမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။နေဆက်တလျှောက်မြို့မြိုင်းတဲများကို၎င်းတို့လာထောင်ထားနေဆိုတဲ့ဆွဲချက်များကိုလည်းကမ္ဘောဒီးယားကညင်နေပါတယ်။မလေးရှားမှာထုတ်ဆိုခဲ့တဲ့၎င်းတဘောတညီချက်အရထိုင်းကမ္ဘောဒီးယားနေဆက်တလျှောက်မိုင်းရှင်းလင်းရေးနဲ့လက်နက်ကြီးများရုပ်သိမ်းရေးတို့ကိုတနိုင်ငံစလုံးပြုလုပ်ရန်ချက်လေပါဝင်ပါတယ်။ထရန်တယောက်ကြည့်ချက်ခဲ့တဲ့အော်တိုဘောလ26ရက်က ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့ပြည်ခက်ရေးစိသဘောတူညီချက်လက်မှတ်ရေးထိုးပွဲခန်းသားတွင်လက်မှတ်မြေးထိုးမီကမ္ဘောဒီးယားဝန်ကြီးချုပ်ဟိုမာနက်ကသဘောတူညီချက်အမှန်တကယ်ဖြစ်မြောက်လာအောင်ထရန့်ရဲ့ပြက်သားစွာဦးဆောင်ကြိုးပမ်းခဲ့မှုများအတွက်ကျေးဇူးတင်ကြောင်းပင်ပြောကြားခဲ့ပါသည်။ထိုင်းဝန်ကြီးချုပ်ကလည်းကမ္ဘောဒီးယားနဲ့ပြည်ရဲစဲရေးအတွက်ထရက်ရဲ့အကူအညီအထောက်အပံ့များကိုကျေးဇူးတင်စကားဆိုကလက်နက်များဖေရှားရေးစစ်တုပ်ပန်းများလှုပ်ပေးရေးတို့ကိုချက်ချင်းစတင်ရမယ်လို့ဆိုခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ခြာကားကိုအခုရာသီရဲ့အကောင်းဆုံးခေါ်ယူမှုလို့ရိုနီသုံးသတဲ့သတင်းကိုတင်ဆက်ပါမယ်။မန်ယူနိုက်တက်နဲ့အင်္ဂလန်တိုက်စစ်မှုဟာရိုနီကဆန်နာလန်တင်ကောင်းဆောင်ခြာကားဟာ အခုရာသီပရီးမီးယားလိရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်နိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်။ချာကာ33နှစ်ဟာဆန်နာလန်အသင်းထံအခုနေရာဒီမှာရောက်ရှိလာပြီးစစ်တပ်ဝဲကစား16မှတ်နဲ့စုထနေရာရည်တည်နိုင်အောင်အဓိကဆက်ဆောင်ပေးထားသူတွေကတူဦးဖြစ်ခဲ့ပါတယ် အာဆင်နယ်ကွင်းလယ်လူဟောင်းရဲ့တွေးကြုံတဲ့ဦးဆောင်မှုအရေးသွေးကဆန်နာလန်းကိုများစွာအကျိုးရှိစေခဲ့ပါတယ်။၎င်းဟာပရီးမီးယားလိပွဲအားလုံးပွဲချိန်ပြည့်ကစားထားပြီးတကောသွင်း၃ဂိုးဖန်တီးထားခဲ့ပါတယ်။ပရီးမီးယားလိကိုပြန်လာပြီးသူ့လုံဆောင်နေရာတွေကအံ့အားသင့်စရာတွေပါ။တန်းတဲ့တင်းတင်းနဲ့သူ့ရဲ့ပဝင်တရမှုတွေကထင်ရှားပါတယ်။သူဟာဘလုံးရာသီရဲ့အကောင်းဆုံးခွေမှုဖြစ်နိုင်ပါတယ်။သူကလက်ဖြားခါလောက်အောင်ထူးချွန်သူပါလို့ရူနီကပြောခဲ့ပါတယ်။ ချာကဟာအခုနေရာဒီမှာလေဘာကူစင်ကနေကနေဦးပြောင်းရွှေ့ကြီးပေါင်း73တန်းနဲ့စနလန်တင်းထန်ရောက်ရှိလာတာဖြစ်ပါတယ်။11ရက်တန်းရဲ့မနခင်သတင်းများကိုတင်ဆက်ခဲ့တာပါ။ကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောမနခင်အချိန်အခါဖြစ်ကြပါစေရှင်။